exponential function ရဲ့ function က variable က x ဆိုလို့ရှိရင် x d exponent เนาะထညွန်းထညွန်းအနေနဲ့ရှိတာမျိုး exponential function လို့ခေါ်တာ x ကထညွန်းမှာရှိရမယ်เนาะဆရာမပြောနေကြအတိုင်းဒါဆိုရင်ဒါ exponential function မဟုတ်ဘူးเนาะဒါမျိုးတွေဆိုလဲ exponential function မဟုတ်ဘူးဒီလိုမျိုး a power x တို့ b power 3 power x တို့ e to the power x တို့ကအဲ့ဒါ exponential function ပဲ နော်ဆရာမတို့တကယ်တမ်းဒီ e ဆိုတဲ့တန်ဖိုးလေးက constant ဖြစ်တယ် 2. နော်2.34 37လား27လားနော်အဲ့တန်ဖိုးလေးတွေဖြစ်တယ်အဲ့တော့ constant တန်ဖိုး e က constant တန်ဖိုးဖြစ်တယ်နော်တန်ဖိုးတစ်ခုခုရဲ့ထညွန်းမှာမှာအဲ့ဒီ function variable x ကရှိနေတာကိုဘာလို့ခေါ်တာလဲဆိုတော့ exponential function လို့ခေါ်တာ ဲ့တော့အရင်ဆုံးသူ့ရဲ့ formula ကိုတွက်ထုတ်ဖို့ရတယ် derivative of y equal to b power x เนาะဒီ b ဆိုတာကမတိကိန်းထားတာ constant term တစ်ခုခုအဲ့ဒီ b ဒီ0ထက်ကြီးရမယ်တင်နေတော့မညီရဘူးဘာလို့လဲဆိုတော့ဆရာမတို့ကဒီ base ကတင်နေညီပြီဆို1 to the power x သူကသူသူ function ကဘာကြီးပဲဖြစ်နေပါစေ base ဒီ1ဖြစ်တဲ့အတွက်ကြောင့်မလို့ answer က1ပဲရမှာအဲ့ဒါကြောင့်ဆရာမတို့ဒီ function မဟုတ်တော့เนาะအဲ့ဒါကြောင့် b ဒီ not equal to 1ဖြစ်ရမယ် ဟုတ်ပြီနော်အဲ့တော့ဒီအချက်လေးတွေပါရမယ်ပေါ့နော် derivation မေးတဲ့အချိန်ဒါလေးကထားရမယ်အချက်အဲ့တော့ y b to the power x d b က greater than 0ဖြစ်ရမယ် b d not equal to 1ဒါ derivative ဆိုပြီးတော့တွက်ပြထားတာဒါ solution ပဲမေးခဲ့ရင်ဒီကစတွက်ရမှာ derivative ဆိုပြီးတော့ question မေးလာခဲ့ရင် true that ပုံစံ derivative ပုံစံတွေမလို့အနည်းဆုံးသုံးမှတ်ပေးပြီးအဲ့ဒါဆိုရင် solution ဆိုဒီကစတွက်ရမှာအဲ့တော့ x equal to log base by ီကနေဒီကိုဘယ်လိုချိန်လိုက်တာလဲဒါ g တန်းအတိခဲ့တဲ့ formula တခု grade တန်းတော့အတိခဲ့တဲ့ formula တခုနော် log function ကိုဆရာမတို့ကနော်တမိဆရာဆရာတမိကိုဆရာမတန်မိုးလေးတခုနဲ့တွက်ပြမယ်နော် y equal to 2 power y equal to 2 power ထားဆိုပါစို့2 power 8ဆိုပါစို့ဒီဘက်ချမ်းမှာ y နေရာမှာဆရာမအဖြေကို h 8ထည့်လိုက်မယ်ရှစ်ရှစ် နော်ဒါဆိုရင်ဆီယမအိတ်လိုချင်တာအိတ်လိုချင်တယ်ဆိုတော့အိတ်ကိုပြစ်ချရမယ်ဆိုတော့ချလိုက်ပြီအဲ့ဒီ base 2ကအိတ်ကတွန်းလိုက်တဲ့အချိန်ဒီဘက်ကိုကူးလာပြီဘာအနေနဲ့ကူးလာလဲဆိုတော့ log အနေနဲ့ log ဘက်မှာလည်း तू က base 2ပဲနော်ဒါဆိုရင် 8c2 2ဘယ်လောက်ရမလဲဆိုရင်8ဆိုတာဒီနှစ်ဘက်နဲ့ထပ်လဲဆိုတော့3ချက်အဲ့တော့ ဒီ3လေးကအရှိကိုချလို့ရတော့ချလိုက်တဲ့အခါမှာ3 log 2 2 log 2 2က1ဖြစ်တဲ့အကြောင်း answer ဒီ x equal to 3ရရတဲ့အဆုံးကြီးမှတ်ထားတာ။အဲအဲ့လိုတွေဖြည့်ရှင်းခဲ့ရတာတွက်တွက်ခဲ့ရတာပေါ့နော်။ဒါဆရာမကဒီကနေဒီကိုချိန်တဲ့ rules ကိုသိစေချင်လို့အရင်ရှင်းပြလိုက်တာပြန်မှတ်မိအောင်။အဲ့တော့တမိမှတ်ရမယ့် formula ကအရင်တော့မှတ်ခဲ့တဲ့ formula ကဘယ်လိုမှတ်ခဲ့တာလဲဆိုရင် log base က b နော် log base b y equal to x ဖြစ်တယ်ဆိုရင်တမိထုတ်ချင်တာ y ကိုထုတ်ချင်တာအဲ့ဒါဆိုရင် y equal to ဒီမချမ်း log ကဟိုဘက်ကိုပြန်ပို့လိုက်တဲ့အခါမှာ base အနေနဲ့ရောက်သွားတယ် b power x ဒီပါပါဟဲ့။နော်ဒါအပြန်အလှန်ဆရာမဒါဒီဒီများလေးอ่ะဒါအပြန်အလှန်အဖြစ် if and only if ဆိုတဲ့သင်္ကေတ။အဲ့တော့ဒီ formula ကိုတမိကပြန်ပြီးယူသုံးပါ။အဲ့တော့ y equal to b power x ကနေ x equal to log base b y နော် log y base b ရမယ်နော် log y base b อืมအဲ့တော့အဲ့ဒါဘီအဲ့ဒါလို့ရပြီဆိုတော့မှသမီးကဒါအရင်တိုင်းပဲတွက်လိုက်ရုံနဲ့ဘာလို့လဲသမီးကဒီမှာ log ကိုရှိတ်တက်တယ်လေအရှိမအဲ့တော့ differentiate both side with respect to x x ကို x နဲ့ရှိတ်တယ်ဘာရလဲ y ရတယ် y ရတယ် log y ကိုရှိမယ်1 over y base d log မဟုတ်လို့ပြန်ပြန်ပြီး e နဲ့ log base law e base b ပြန်ယူတယ်ပြီးတော့ function ဒီ wine function မို့လို့သူ့ကိုပြန်ပြီးတော့ဘာလုပ်ပေးရလဲဆိုတော့ shape ပေးဖို့လိုတယ် dy over dx ဟုတ်ဒီအဆင့်နားလဲလားဟုတ်နားလဲနားလဲเนาะအဲ့တော့ logena dy over dx ဆိုတော့သူနဲ့မြောက်ထားတဲ့ဓာတ်တွေတစ်ခုလုံးဒီဘက်ကိုပို့တယ်မြောက်ထားတော့သွားပြီးတော့ y ကတော့ y ဆိုတဲ့တန်ဖိုးလေးကစားထားလို့သူမြောက်တယ်အဲ့တော့ y 1 လော base e လော e base b ရကြတော့မြောက်ထားတော့သွားစားတယ်ဒါဒါလုတ်လိုက်တာတော့နားလေလားဟုတ်ပြန်ပါရရနော်အဲ့တော့ဆက်ကြည့်မယ် wine ဒီပေးချက်ကပေးထားတာ wine ကဘာတူလဲ b power h ပြန်အစားသွင်းမယ်ဟုတ်ရာကို g tan formula ထပ်သုံးမြတ်ပြီအားလုံးလိုက်တာသိလားဒီကောင်ကဒီကောင်ဖြစ်သွားတာသိလား 1 over log b e ကလော e b ဖြစ်သွားတယ်။ g tan ရဲ့ great tan ရဲ့ formula ကိုနောက်တစ်ခုထပ်သုံးပါတယ်။ဘယ်လိုလဲဆိုတော့ chain rule ကိုသုံးတာပါ။စာရိယဆက်ဆက်နေနော်။အဲ့တော့ဆရာမတို့က1 over log b e ဆရာမကဒါကိုညုံဒီလိုပြောမယ်နော်။ဆရာမဒီကနေမပြောဒီလိုကနေပြောမယ်။ဆရာမမှာရှိတာက log ဒါလေးက ace ဒါလေးက b ရှိတယ်ဆီမအဲ့ဒီ b နဲ့ ace နဲ့ရောနေရာချိန်းကျင်တယ်ဒါဆိုရင်ပြောင်းပြန်လှန်လှန်ရပြီးတော့ချိန်းလို့ရတယ်လော ace က base နေရာကိုရောက်သွားတယ် b ကဒီနေရာကိုရောက်လာတယ်အဲ့ဒါပြောင်းပြန် base ကိုချိန်းတဲ့ rules ပါအဲ့တော့အခုဒီမှာလည်းအဲ့လိုပဲဆီမအပိုင်းကိန်းနဲ့ဖြစ်နေတာကြီးကိုအပိုင်းကိန်းနဲ့မလိုချင်တော့ဆီမပြောင်းပြန်လှန်လိုက်တော့ e နဲ့ b နဲ့နေရာလွဲသွားတယ်ဒီမှာဟုတ် เนาะအဲ့တော့အဖြေက log e ဒီဘယ်သူနဲ့တူလဲဆိုအလန်နဲ့တူတယ်အဲ့ဒါလည်းသိရသေးတယ်เนาะ log e ဆိုတာ log base e ဆိုတာအလန်နဲ့တူပါတယ်နောက်တစ်ခါ log 10ဆိုတာက log လိုပဲရေးလို့ရတာ ਨੇ အတူတူပဲဒါက natural log ပါ log base e ရ natural log ပုံစံပါအဲ့ဒါကြောင့်အဖြေဒီ b power h l n b ဆိုပြီးတော့ရပါတယ်။ဒါကြောင့် b to the power h ကို differentiate လုပ်ရင်သူ့အတိုင်းပဲပြန်ရမယ်။ b to the power h ပြီးနောက်မှာ LNB ပါမယ်နော် base B ရဲ့ LNB ပါမယ်အဲ့တော့ e power h ကို differentiate လုပ်ရင်ရောအဲ့တိုင်းပဲသမီးနော်ဒီမှာကြည့်လိုက်ဂျမတာကိုရှိတ်ပြမယ် e to the power h ကို differentiate လုပ်ရင် e to the power h ln e အဲ့လိုရမှာနော်ဒီပုံစံนี้ပဲ b နေရာမှာဘယ်သူလို့မြင်ရမှာလဲဆို e လို့မြင်ရမှာ ဘီနီယာမှာ E လို့မြင်လိုက်တော့ B power H ကိုရှေ့ရင် B power H LNB ဖြစ်တဲ့ကြောင့် E power H ကိုရှေ့ရင် E power H LNE LNE ဒီ1ဖြစ်တဲ့ကြောင့်မလို့ answer ဒီ E power H ပဲဖြစ်သွားတာတမ။ဟုတ်ရမလားအဲ့တော့ base ဒီ e ဖြစ်ခဲ့လို့ရှိရင်နောက်မှာ ln e မပါဘူး base က e မဟုတ်ဘဲစိုက်ကြံတဲ့ဂဏန်းတွေဖြစ်ခဲ့ရင်တော့နောက်မှာအဲ့ဒီဂဏန်းနဲ့ ln u ရမယ် power ace ln2 3 power ace 3 power ace ln3 4 power ace 4 power ace ln4 ရမလားအကယ်လို့ဒါကိုယ့်ရဲ့ function က ace မဟုတ်ပဲ u function ဖြစ်နေခဲ့တယ် b to the power u or ace အဲ့ဒါဆိုရင် formula အရ b power ace ဆိုရင် b power ace ln b အဲ့တော့အဲ့ဒီခုလုံးပြန်ရေးတယ် b power u or ace ln b အဲ့ဒီ u or ace ဖြစ်နေတဲ့ကြောင့်သူ့ကိုပြန်ရှိတ်ရလားဟုတ် e-power UR8 ဆိုရင် e-power UR8 ရမယ် Allen ကမပါတော့ဘူး u-power UR UR8 ကိုပြန်ရှိတော့ပြန်ရှိပေးဖို့လိုတယ်အဲ့တော့ဒီ UR8 by days နော်အဲ့တော့ဒီ formula နှစ်ခုကကိုကောင်းထဲမှာကြက်နေစမလို့ဘူးဒီနှစ်ခုကဒါနဲ့ဒါနဲ့ကြက်နေစရာမလိုဘူးအဓိကကအပေါ်ကဒီနှစ်ခုကိုပဲမှတ်ထားရင်ရပြီဒါတွေကပြန်ရှိတာဟုတ်ရမလား ပုတ်စာတွက်မယ်နော်ကဲဒီမှာပုတ်စာလေးတွက်ကြည့်ရအောင်နမအေလွယ်လွယ်လေးသမီးရှိတ်ကြည့်ပါအင်းဒီက e-power 3x ကိုရှိတ်တော့ e-power 3x base ဒီ e ဖြစ်တဲ့ကြောင့် ln မလို့ဘူးသို့တော့ဒီမှာ x မဟုတ်ဘဲ 3x ဖြစ်နေတော့အဲ့ဒီ 3x ကိုဘာလုပ်ပေးရမလဲ အဲ့တော့အဖြေကဘာရမလဲ e to the power 3h into 3 yards နံပါတ်2 e to the power 1 a square ရှိမ့်မယ်ဘယ်လောက်ရမလဲ e power 1 a square l m လို့အဲ့ဒီကောင်လေးကိုပြန်ရှိတော့ဘယ်လောက်ရလဲ minus 2 a ဟုတ်ပြီ နံပါတ်နံပါတ်စီ e power sin x ကိုရှိတ်မယ် e power sin x ကိုရှိတ်တော့ e power sin x e power sin x sin ကိုရှိတ်တော့ cos a ရတယ်เนาะ e power sin ကိုရှိတ်တော့ cos a ရတယ်အဲ့တော့အဖြေက cos x e power ဒါမျိုးပုံစံလေးတွေတမတ်နှမတ်ပဲမေးမေးတယ်เนาะအရင်မပေးဘူးပေါ့เนาะ သုံးမှတ်တန်းနေငါးမှတ်တန်းနေတဲ့ထည့်မေးခြင်းနဲ့ဆိုရင်တော့မှ तू ကအပုတ်ခွဲလေးတွေနဲ့စုပြီးတော့ပဲမေးလိမ့်မယ်။ကဲနံပါတ်ဒီ a square e to the power 3a ဘာလဲသမီး။ fashion နောက်ခုဘာလုပ်ထားလဲ။ဟမ် fashion နောက်ခုဘာလုပ်ထားလဲ။ဘာရှိတယ်ကျွန်တော်ကိုမြောက်ထားလားရှေ့ထားနောက်ရှိတ်နဲ့တွားရမယ် a square နောက်ကိုရှိတ်တော့ e power 3 as into 3ဆရာမအဆင့်ကျော်လိုက်ပြီ plus နောက်ကိုထားမယ် e power 3 as ရှေ့ကိုရှိမ့်မယ် 2x အဲ့တော့အဖြေလေးကိုစုစုစီစီလှလှလိုက်လှလှလေးအရင်ရေးလိုက်မယ်ဆိုတော့ 3x² e to the power 3x 2x e to the power 3x ပုံထုတ်ပေးဦးမလားရသေးတယ် e power 3x ရှေ့မှာ 3x² နောက်မှာ 2x ဟုတ်တယ် နံပါတ် E ကိုဆက်သွားမယ်ไปถึงละคุณ e to the power 2x ပြီးတော့ sin sin 3မြောက်ထားတာပေါ့မြောက်ထားတာပေါ့အဲ့တော့ရှေ့ဥထား e power 2x နောက်ကိုရှိ sin 3x ကိုရှိပေးနောက်ကိုရှိ sin 3x sin 3x ကို plus နောက်ကိုထားရှေ့ရှိ3 8ကိုထားရှိတာ3မရဘူးဒီမှာလေးသမီးသမီးဟုတ်ဟုတ်3 3 8 yeah this is a power 2 8 shot e power 2 8ဒါပဲလား ဘာလို့ဒါပဲလဲသမီး x မှမဟုတ်တာ 2x ကိုပြန်ရှေ့ရအောင်မယ်လေ။ဟာဒီပါဝါ 2x လေးပုံထုတ်ခြင်းရင်3 cos 3x 2 sin 3x နော်မထုတ်ခြင်းလည်းရတယ် f ကော f က e power h e power minus h the whole square e to the power h plus e to the power minus h the whole square အဲ့ဒါကို differentiate လုပ်မယ်ပါဝါဒီဟာကြီးကပါဝါကြီးသူ့ကိုရှေ့ချလိုက်တယ်2အခုလျှော့တော့ e power h plus e power minus h ပြန်ရမယ်အဲ့ဒီဒီအတွင်းထဲကိုပြန်ရှိတ်တယ်เนาะမျက်စိရှုပ်မှဆိုလို့တစ်ခေါက်တစ်ဆင့်မကြော်ဘဲနဲ့ရေးပြခဲ့မယ်ဒါကဒီအတိုင်းပဲပြန်ကူး နောက်ကဟာကိုရှိတ်မယ်။ ebow က x ကိုရှိတ်တော့ဘယ်လောက်ရလဲ။ ebow က x ပဲ။ x ပဲ ebow က -x ကိုရှိတ်တော့ ebow -x -x ကိုပြန်ရှိတ်တော့ -1 ။ဒီမှာအနှောက်ဖြစ်သွားပြီ။ဒါပဲ။ဘာခက်လဲမမ်ခက်။ဟုတ်။နော်။သူရ theory ကို light လောက်ထားရင်လွယ်လွယ်လေးတွေပဲဘာမှခက်ခက်ခဲခဲကြီးမရှိဘူးဟုတ်တယ်နော်ဖေကိုဖတ်စာအုပ်ကအမှဘာနဲ့ထုတ်လဲအဲ့မှာပဲလား ဝင်မြောက်သေးလားမြောက်ရင်လည်းရှုပ်ကုန်ပြီထားခဲ့ပြီလားအဲ့တိုင်းပဲလားအပြေမှန်လားကြည့်ပြကြည့်ပါဦးဟုတ်ပြီနမတ်နမတ်နောက်တစ်ခု G 3ဒီပါပါ28ပါ28အာနမ်28ဟုတ်ပြီသူ့ကို differentiate လုပ်မယ်စားထားတယ်ခြေထား ဘိုင်းဝေကိုရှိတော့3ရ constant e power 2x ကိုရှိတော့ e power 2x into 2 minus ဘိုင်းဝေကိုထားမယ် 3e power 2x ဘိုင်းဒီကိုရှိမယ်1ကိုရှိတော့ constant 0 minus 2x ကိုရှိတော့ minus 2ဘိုင်းဂျီကိုနှစ်ထပ်တင်မယ်1 minus 2x ဟုတ်ပြီဒါလေးကိုရှင်းမယ်ဒီ3နဲ့2နဲ့ constant လေးမျှောက်လို့ရတယ်6 เนาะအဲ့တော့ဒီမှာပါထပ်ပြီးဝင်မြောက်ရင်6 12 8နောက်မှာ e to the power 2x အပေါင်းနဲ့နှုတ်နဲ့နှုတ်နှုတ်မြောက်တော့အပေါင်းဖြစ်သွားပြီ3 4 6 6 e to the power 2x အောက်မှာ1 minus 2x the whole square ဟောနော်ဒါကိုဆက်ပြီးတော့ရှင်းဆိုရင် e power 2x ကိုဘုံထုတ်လိုက်ရင်6 12x ရဲ့နောက်က +6 ရဲ့ အောက်မှာက1 2 8 the whole square 6နဲ့6နဲ့လက္ခဏာတူတော့ပေါင်းလိုက်တယ်စနစ်ဟုတ်တယ်နော်အဲ့တော့12 minus 12 8 the power 2 a 12 minus 12 a divided by 1 minus 2 a the whole square ဒါပဲနော်โอเค ပြီးပြီလားဖတ်စာအုပ်ကပဲမှထားလဲထားတဲ့အတိုင်းရက်လဲရတယ်နော်အဲဒါပေမဲ့တချို့ဒီ example ပုံစံတွေကဖတ်စာအုပ်ကသူကအဆင့်ကိုအဆုံးထိမရှင်းပြဘူးဆိုတာကမရှင်းသွားပဲနဲ့ရှိတ်ပြီးတော့အဆင့်မှာပဲရက်လိုက်တယ်ဆိုတာက तू က example တချို့ပုံစံတွေဆက်စားခြင်းပုံစံတွေကဒါကို differentiate လောက်တက်လားဆိုတာကိုသိယုံလေးပဲရှင်းပြခဲ့တာမို့လို့ရက်ခဲ့တာနော်တကယ်တမ်းကိုက simplify ထိမေးခွန်းကမေးလာခင်နော်စောင့်မဲမှာမေးလာခင် simplify အရှင်းဆုံးပုံစံ င်းလို့ရရင်ခြေစရာရှိတာခြေပြီးအရှင်းဆုံးပုံစံကြီးကိုကရှင်းပေးရရှင်းပေးဖို့လိုတယ်ပေါ့နော်ဟုတ်ပြီ exercise သွားရအောင်အော်ဒါ examiner ခဏထအောင်ဒီ exam လက္ခဏာတအောင်ဒါလေးတွေ့လို့ရနော်ဒါလေးဆိုသမီးကြည့်လိုက်နမမရသေးဘူးနမ f က implicit differentiation ရှာမှမရှင်းရသေးဘူးเนาะတမိဘာတွေတွက်လို့ရပြီလဲဆိုရင် number a ကနေ e ထိရပြီဟုတ်เนาะ A ရနဲ့ ED မှာသမီးအခု ABC ကိုတွက်ပေးပါဆရာမ D နဲ့ E နဲ့ကိုထပ်ရှင်းပြအောင်မယ်လောလောဆယ် ABC ကိုတွက်မယ်နော်